တူတတန်း73နဲ့ကိုအရှင်မရှိဝင်လူရဲတဲ့အတွက်ကရင်မတ်ကိုကရင်လူမျိုးတွေကပါစိတ်ပြတဲ့အထိဖြစ်ပွားခဲ့ပြီးအလုံးကလေးဝိုင်းကျင်ခဲ့ကြပါတယ်။ပေါက်ပြံမိတဲ့လွမ်းပိုင်ကတောင်သူ့ကိုယ်သူဒီလိုမင်းကလေးမျိုးနဲ့အတွက်ဖြစ်ခဲ့မိတာရှစ်သက်လုံးခွင့်ပြောထားခုပါတယ်။အဆိုပါဖြစ်ရသူရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့လဲနောက်ဘောရထားကိုဘယ်သူမှမလေးစားကြတော့ပဲသူကြီးတွေဆိုရင် ဒီကလေးမှာအစ်ကောလက်ကောရှိတယ်ဆိုပြီးခြံပြပါတယ်လက်တော်ကျင့်ပခဲ့တဲ့စုပြည့်တစဉ်တို့မင်္ဂလာပွဲမှာလည်းသူများယောက်ျားကြောင့်တောင်းနိုင်တဲ့နဘောရေထားကိုလုံးဝပွဲတင်မဖိတ်တာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းအနုပညာလောကသားတွေဖြစ်တဲ့အတွက်ဘလို့ပဲဇလန်ဆိုးတွေရှိခဲ့ပါစေအတူဆုံစည်းရဖို့တော့အကြောင်းဖန်လာခဲ့ပါတယ်အဲဒါကတော့ရုပ်ရှင်လောကမှာအကောင်အကြီးကြီးဖြစ်တဲ့ပရိုဂျူဆာတယောက်ရဲ့မင်္ဂလာပွဲကိုသူတို့တုံးရောက်လို့မဖြစ်မနေတိုက်ခဲ့ရတာဖြစ်ပါတယ်အဆိုပါပွဲမှာပေါ်ပြီးဆဆာက တူတူသမီးအရန်ဝင်လှုပ်ခဲ့ပြီးနော်ဖောအေထာကတော့အဲ့တဲ့အနေနဲ့လာရောက်ခဲ့တာပါအသေးပောက်ဖို့ကောင်းတာကတကယ်နဲ့နာတဲ့ပေါ်ပီဆစာလေးကစင်ပေါ်မှာသူ့ဟာသူတီတီငင်ငင်လေးပြုံးနေပြီမဲ့ဆက်စလူမတယောက်ကတော့ရှစ်တယ်ရှစ်တယ်ဆိုပြီးစို့မိန်မကောင်းလို့ပြနေတာပဲဖြစ်ပါတယ်ပန်းစီဖမ်းတဲ့နေရာမှာဆိုအရန်ကိုတီတာပြီးသူကသူယောက်ျားမမြင်ဘူးတဲ့အပြိုဖြန်းလေးအပြင်နော်ဖောအထာကတရုတ်ဆောင်ခဲ့ပါတယ်။နှုတ်ကိုကလေးကပန်းစည်းမလို့ချင်း ဟိုအဝေးကြီးမှာရနေလို့ရပြီမဲ့တမင်တကာကင်မရာရှိတဲ့လူအုပ်ကြားထဲအတင်းဝင်တိုးပြီးစင်တွဲလာကြိုက်ဖမ်းနေတာဖြစ်ပါတယ်။လက်ကလည်းမျက်နှာကိုအတင်းကွယ်ထားတယ်လို့နောက်မှရှိတဲ့လူတယောက်ရဲ့ရင်ခွင်ထဲကောင်းဝင်တိုးနေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်သူအတူတယောက်ထဲတစ်ပြက်လူနေတဲ့ Nova Eta ကိုအလုံးကတတိထားမိသွားပြီးကင်မရာတွေကလည်းသူ့အပေါ်ကိုပဲဝိုင်းအောင်လာခဲ့ပါတယ်။စနိုက်ကျော်မရဲ့လောက်ရကို အထာတိနေတဲ့ poppy ဆဆာကတော့ပြုံးပြီးတာကြည့်နေခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ရုပ်ကလေးနဲ့မှမလိုက်အဖြစ်တဲပြနေတဲ့နော်ဘောရထားကိုတနိုင်ကလုံးကပြည်သူမြေတားတွေဝိုင်းပို့နေကြပြီးအရှင်းမရှိလိုက်ကြသူများယောက်ျားကိုလူထားပြီးလူမြင်ကွင်းမှာစွမိန်မကောင်းလုပ်နေလိုက်တာရိုသူမရှိမြင်သူရှိဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်။မိကလေးတယောက်မှအရေးကြီးဆုံးကိစ္စတရားပါပဲ။ရုပ်ဘလောက်လှလှတန်ဖိုးမဲ့အောင်နေရင်ဘာဖြစ်မလဲဆိုတာဒီကရင်မကိုပဲကြည်ထားကြဆိုပြီး မှတ်ရှိတွေဝိုင်းရခဲ့ကြပါတယ်ဗစ်တာတို့ရောဘော်ဘီဆက်ဆာနဲ့အတူတည်ရတဲ့ပွဲမှာစုမင်းမကောင်းလို့ပြနေတဲ့နော်ဖော်အေထာကိုဘလို့များထင်ကြပါတယ်လဲနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်